မင်္ဂလာပါရှင် Rocky the Storyteller YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျွန်မပြပြချင်တဲ့အကြောင်းအရာကတော့လွန်ခဲ့တဲ့အပတ်မှာဒီ American နိုင်ငံ Connecticut ပြည်နယ်က New Britain မြို့လေးကလူမနေတဲ့အိမ်ကြီးတအိမ်ရဲ့ဘေးကိုလာပြီးတော့ဆွန့်ပစ်ထားခဲ့တဲ့ plastic ဘုံကြီးထဲမှာတွေ့ရတဲ့မိန်းကလေးတစ်ယောက်ရဲ့အလောင်းနဲ့ပတ်သက်ပြီးတော့ဘသူကဘာဖြစ်လို့လာဆွန့်ပစ်သွားသလဲဆိုတဲ့စိတ်ဝင်စားစရာအကြောင်းအရာလေးတွေကိုပြပြသွားမှာဖြစ်ပါတယ် New Britain မြို့ Clark လမ်းမပေါ်မှာရှိတဲ့ဒီအိမ်ကြီးထဲမှာလူမနေတာကနနစ်ကျော်ရှိပါပြီ။အိမ်ရှင်ကလည်းဒီပီနေကမဟုတ်တဲ့အတွက်ကြောင့်ဒီအိမ်ကိုလာကြည့်တာမျိုးတန့်ရှင်းရေးလာလုပ်တာမျိုးမရှိပါဘူး။ကိုနေတဲ့အရက်မှာလူမနေတဲ့အိမ်အိမ်ရှိတယ်ဆိုရင်ရက်ွက်ကတိတ်ပြီးတော့သဘောမကျဘူး။အလိုလိုနေရင်းနဲ့အဲ့ဒီအိမ်ကိုတတိထားဆောင်ကြည့်မိတတ်တယ်။အထူးသဖြင့်ဒုစရိုက်သမားတယောက်ယောက်များအဲ့ဒီအိမ်မှာဝင်ခိုးနေမလား။ အန်ဒီရပြုတ်မဲ့သူတယောက်ယောက်များရှိနေမလားစိုးရိမ်စိတ်နဲ့မတိစိတ်ကအမေးဆောင်ကြည့်နေမိတတ်တယ်။ဒါကြောင့်မို့လို့ဒီခလောက်လက်မပေါ်ကလူမနေတဲ့အိမ်ကလေးမှာမတင်ကဖွဲရလှူရှားမှုတစ်ခုရှိလိုက်တာနဲ့ဘေးအိမ်ကချက်ချင်းတတိထားမိသွားပါတယ်။အဲ့ဒီညနေခင်းလေးမှာဒီလူမနေတဲ့အိမ်ရှိမှကားလေးတစ်စီးထိုးရလာပြီးတော့ကားထဲကနေပြီးတော့သူတို့တဲလာတဲ့ပလတ်စတစ်ဘုံကြီးတစ်ပုံဒီအိမ်ရဲ့ဘေးမှာလာပြီးတော့စွန့်ပစ်သွားခဲ့ပါတယ်။အိမ်ပိုင်ရှင်က ူပစ္စည်းလာထားတာဆိုရင်ဒီလောက်မြင်မြန်ဆန်းဆန်းပစ္စည်းတွေကိုအပြင်မှာလာချထားပြီးတော့ပြန်ထွက်သွားမှာမဟုတ်ဘူးပေါ့နော်အိမ်ကိုအ ਨੇ ဆုံးတော့ဝင်ပြီးတော့စစ်ဆေးကြည့်တာတို့ဘာလို့လုံမှာပဲအခုတော့ပစ္စည်းကိုမြင်မြန်ချပြီးတော့မြင်မြန်ပြန်ပြီးတော့မောင်းထက်သွားတဲ့မတိငါစရာလှုပ်ရှားမှုကိုတွေ့လိုက်ရတဲ့အတွက်အိမ်နီးချင်းကချက်ချင်းပဲရေစကန်ကိုဖုန်းခေါ်ပြီးတော့အကြောင်းကြားခဲ့တာဖြစ်ပါတယ် ရေးတွေကနေ့လေတနာရီမှာရောက်လာခဲ့ပြီးတော့အဲ့ဒီ plastic တစ်သားကြီးကိုဖြန့်ပြီးတော့စစ်ခဲ့ပါတယ်။အဲ့ဒီချိန်မှာလုံးဝမမျောလင့်ချဘဲနဲ့တမိငယ်လေးတယောက်ရဲ့အလောင်းကို တွေ့လိုက်ရပါတယ်။အဲ့ဒီနေ့ကတော့လွန်ခဲ့တဲ့အပတ်ပုတ်တဟူးနေ့အော်တိုဘာလ10ရက်နေ့မှာပါ။ကလေးလေးရဲ့အလောင်းကတော်တော်လေးပုတ်ပွားနေပြီဖြစ်တဲ့အတွက်ကြောင့်တည်ဆုံးတာအတော်ကြာနေပြီဆိုတာသိတာနေပါဗျ။ တာဝန်ရှိတဲ့သူတွေကချက်ချင်းမဲ့ဒီကလေးရဲ့အလောင်းကိုလိုအပ်တဲ့စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီးတဲ့အခါမှာဒီကလေးမလေးကလွန်ခဲ့တဲ့2024ခုနှစ်ကတည်းကတည်ဆုံပြီးသားအသက်17နှစ်22နှစ်အရွယ်တမိလေးရဲ့အလောင်းဆိုတာကိုသိခဲ့ရတယ်။ကလေးဆုံးတာအနည်းဆုံး3နှစ်လောက်ရှိပြီဆိုပြီးတော့သူတို့ခံမှန်းထားကြတယ်ပေါ့နော်။တမိလေးရဲ့နာမည်ကဂျက်ကလင်းဆိုတာကိုလည်းထပ်ပြီးတော့တည်လာရတယ်။ကလေးလေးရဲ့မိဘနှစ်ပါးကအိမ်ထောင်ကွဲနေပြီ သမီးလေးကသူ့အမေရဲ့အောက်ကအငယ်လေးတွေရဲ့နဲ့အတူတူနေပါတယ်။သူ့အတော်ကလည်းသူ့အိမ်မှာလာပြီးတော့နေခဲ့တယ်။ပြီးတော့သူ့အမေမှာလက်ရှိတွဲနေတဲ့ဂျော်နတန်လို့ခေါ်တဲ့ဖဏတယောက်လည်းရှိပြီးတော့သူ့အားလုံးတိမ်ထဲမှာပဲအတူတူနေကြတာပါ။မုခင်းဆရာဝန်ရဲ့စစ်ချက်အရကလေးလေးကမတီးခင်ကလေးကသူ့ကိုပေါ့နော်ဒီကိုတိလက်ရောက်ရိုက်ပုတ်နှိပ်စက်မှုတွေကိုအကြာကြီးခံထားရတဲ့ပုံပေါ်တယ်တဲ့။ ပြီးတော့အစာအာဟာရလည်းဝဝစားခဲ့ရပုံမရဘူးပေါ့အာဟာရချို့သေးတဲ့လက္ခဏာတွေတွေ့ရတယ်ဆိုပြီးတော့ပြောတယ်။နောက်ထပ်ထူးဆန်းတာကတော့ဒီကလေးနဲ့ပတ်သက်ပြီးတော့ကလေးပြောက်ဆုံးတိုင်ကြားမှုလုံးဝရှိမနေဘူးဆိုတာသိရတယ်။ဒီတစ်ချက်ထဲနဲ့တင်ဒီကလေးရဲ့တက်ခံရမှုကသူ့ကိုအုတ်ထင်းခွင့်ရထားတဲ့သူတွေပဲဖြစ်ရမယ်ဆိုတာတေချာတဲ့လောက်ဖြစ်နေပါတယ်။ ဒါပေမဲ့ရေးတွေက ပို့ပြီးတော့တေးချအောင်လို့နောက်ထပ်9ရက်လောက်အချိန်ယူပြီးတော့စုံစမ်းစစ်ဆေးမှုတွေအများကြီးလုပ်ခဲ့တယ်။လူတွေအများကြီးကိုအင်တာဗျူးတော်မျိုးလည်းလုပ်ခဲ့တယ်။ရေးတွေကတမီလေးချက်ကလင်းရဲ့မိဘနှစ်ပါးကိုဆက်သွယ်ပြီးတော့လည်းစုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ကြတယ်။နောက်ဆုံးမှာတော့တမီလေးကိုအုတ်ထင်းခွင်ရထားတဲ့အမေဖြစ်တဲ့သူနဲ့အတော်ကိုတမီလေးချက်ကလင်းကိုတတ်ဖြတ်တဲ့အမှုနဲ့တခြားဆက်ဆက်ပုံးပါပေါင်းများစွာနဲ့လွန်ခဲ့တဲ့တင်းငွေတွေနေမှာဖမ်းဆီးခဲ့ပါတယ်။ ပြီးတော့သူ့အမေရဲ့ချစ်သူဂျွန်နသန်နနစ်ဒါကိုလည်းဂျက်ကလင်းကိုတပ်ဖြတ်တဲ့အမှုတက်တေဖြောက်ဖြက်မှုနဲ့အခြားဆက်ဆက်တဲ့အမှုတွေအများကြီးအတွက်အလိုရှိတဲ့တန်တရားတရားခံအဖြစ်ထုတ်ပြန်ထားပြီးတော့ရှာဖွေမှုတွေလုပ်ခဲ့တယ်။အဲ့ဒီလူကိုလည်းဖန်စီရမိခဲ့ပါတယ်။ Jacqueline ရဲ့အဖေကဒီ WSB TV သတင်းဌာနမှာအင်တာဗျူးတဲ့အချိန်မှာသူကသူ့သမီးကို အုတ်ထင်းခွင့်မရခဲ့ဘူးလို့ပြောတယ်။သူ့သမီးလေးကသူ့အမေခါလာဂါစီယာနဲ့ပဲတူနေတယ်တဲ့။သူကသမီးလေးကိုမတွေ့ရတာလည်းတတော်ကြပြီမမရရပြောရမယ်ဆိုရင်သူသမီး၁၂နှစ်ပြည့်မွေးနေ့တုန်းကပဲသူကနောက်ဆုံးတွေ့ခဲ့ရတာလို့ပြောတယ်။သူကလည်းပဲသူသမီးနဲ့တစ်နှစ်ကျော်လောက်အဆက်အသွယ်မရတာတောင်မှသမီးလေးကိုစုံစမ်းကြည့်တာမျိုးရေးတိုင်တာမျိုးတွေမလုပ်ခဲ့ပါဘူး။ ကလေးကိုသူ့အမေကလည်းအကြောင်းတွေကိုခဏခဏပြောင်းထားခဲ့ပြီးတော့နောက်ဆုံးထားတဲ့အကြောင်းကနေပြီးတော့ကလေးကို "तू आ होम स्कूल ပဲလုပ်တော့မယ်"ဆိုပြီးတော့အကြောင်းထုတ်သွားခဲ့ပါတယ်။ဒါကြောင့်မို့လို့လေဒီကလေးတယောက်ကလူမြင်ကွင်းကနေပျောက်သွားတာကိုတတိတရနဲ့လိုက်ရှာပြီးတော့အာနာပိုင်တွေကိုအကြောင်းကြားမဲ့သူဘယ်သူမှမရှိခဲ့တာပေါ့နော်။ 2024ခုနှစ်မှာဂျက်ကလင်းကသူ့အမေနဲ့ New Britain ကနေကားမောင်းရင်15မိနစ်လောက်ပဲမောင်းရတဲ့ Farmington ဆိုတဲ့နေရာမှာနေခဲ့ပါတယ်။ရေးရယူဆတာကတော့ဒီကလေးမလေးကသူ့မိသားစု Farmington မှာနေနေကလေးကိုကသူ့အမေသူ့အမေရဲ့ချစ်သူနဲ့အတော်တို့ရဲ့နှိပ်စက်တက်ဖြတ်ခြင်းကိုခံခဲ့ရပြီးတော့အင်းရဲ့မြေအောက်ခံထဲမှာအလောင်းကိုအကြာကြီးစွန့်ပစ်ထားခဲ့ပုံရတယ်ဆိုပြီးတော့ယူဆကြတယ်။ ပြီးတော့မှသူတို့ကဖာမင်တန်ကနေပြီးတော့ new britain ကိုအိမ်ပြောင်းဖို့လိုအပ်လာတဲ့အခါမှာဒီကလေးရဲ့အလောင်းကိုလည်းဖျောက်ဖျက်ဖို့သူတို့ကလိုလာတယ်။ဒါကြောင့်မို့လို့ဒီလူကြီး၃ယောက်ပူပေါင်းပြီးတော့ကလေးကို plastic တစ်တာနဲ့ထည့်ပြီးတော့ဒီလူမနေတဲ့အိမ်ရဲ့ဘေးမှာလာပြီးတော့ဆွန့်ပစ်ထားတာပေါ့နော်။တနင်္လာနေ့မှာရေးရာရှိများနဲ့တာဝန်ရှိပုဂ္ဂိုလ်တွေလုပ်တဲ့တည်င်းစာရှင်းလင်းပွဲမှာရေးရာရှိတယောက်က ဒီအမှုကပေါ့တကယ်ပဲရင်နာစရာကောင်းတဲ့ case ဖြစ်ပြီးတော့ဘေးကလေးမှဒါမျိုးခံစားရဖို့မထိုက်တန်တဲ့အတွက်ကြောင့်ဂျက်ကလင်းအတွက်တရားမျှတမှုရအောင်ပြည်နေရေးနဲ့မြို့နေရေးတဲ့အားလုံးပူပေါင်းပြီးအစွမ်းကုန်စ조사သွားမယ်ဆိုပြီးတော့ပြောခဲ့ပါတယ်။အခုချိန်မှာတော့ဂျက်ကလင်းကိုတပ်ဖြတ်တယ်လို့ယူဆရတဲ့သူ့အမေသူ့အတော်နဲ့သူ့အမေရဲ့ချစ်သူသူတို့၃ယောက်ကိုလူတက်မှုတက်တည်ဖြောက်ဖြက်မှုနဲ့အခြားဆက်ဆက်တဲ့အမှုပေါင်းများစွာနဲ့ဆွဲချက်တင်ဖမ်းဆီးထားခဲ့ပါတယ်။တရားရုံး ုံးကဂျက်ကလင်းရဲ့အမေနဲ့သူ့ချစ်သူကအမခံကြေးပေါ့နော်ဘွန်ဒေါ်လာ၅တန်းပေးနိုင်မယ်ဆိုရင်တော့အကျဉ်းထောင်ပြင်ပကနေပြီးတရားရင်ဆိုင်ခွင့်ရနိုင်မှာဖြစ်တယ်လို့ပြောတယ်။ပြီးတော့သူ့အတော်ကတော့အမခံကြေးဒေါ်လာ၁တန်းပေးမယ်ဆိုရင်အပြင်ကနေတရားရင်ဆိုင်လို့ရတယ်လို့ပြောပါတယ်။ ဒီပုံကတော့ Jacqueline ရဲ့အလောင်းကိုလာပစ်ထားတဲ့လူမနေတဲ့အိမ်ရဲ့ရှေ့မှာ Farminda မျိုးကလူတွေရဲ့ဝန်းနေကြေကွဲမှုကိုပြတ်တာတဲ့အနေနဲ့လာပြီးတော့ဖျောင်းနိုင်တဲ့ထွန်းနာအယုတ်ကလေးတွေလာပြီးတော့ထထကြတာဖြစ်ပါတယ်။ဘာမှပြစ်မရှိတဲ့ကလေးလေးတယောက်အသက်ခံရတဲ့အမှုမှာ မိခင်ဖြစ်တဲ့သူနဲ့တွေးသားရင်းချအတော်ကိုယ်တိုင်ကလူတက်မှုမှာတနည်းသဖုံနဲ့ပါဝင်နေတာကကြားရတဲ့သူတိုင်းအတွက်အော့နှလုံးနာစရာဖြစ်ပြီးတော့ဂျက်ကလင်အတွက်ပို့ပြီးတော့ဝနေ့ကြေကွဲနေကြရတာဖြစ်ပါတယ်။ကျမကိုယ်တိုင်လည်းကလေးအမေတယောက်မလို့ဂျီအမေရဲ့လှုပ်ရက်ကိုနားမလည်နိုင်ဘူး။ဘလို့လို့ပြီးတော့အမေတယောက်ဖြစ်ပြီးတော့ကိုယ်ကလေးကိုသတ်ဒါမှမဟုတ်လို့ရှင့်တေစေတဲ့အမှုမှာပါဝင်ပြီးတော့ ို့သမီးရဲ့အလောင်းကိုကို့အိမ်ရဲ့ basement မှာထားပြီးနက်နက်ချီပြီးတော့ဘာမှမဖြစ်တယ်လို့ဘာဖြစ်လို့ဘလို့ခွန်အားနဲ့ဆက်ပြီးတော့နေနေတယ်လဲဆိုတာကိုနားမလည်နိုင်ဘူးအခုချိန်ထိတော့သူ့ကလေးကိုဘာဖြစ်လို့ဒီလိုမျိုးတက်ပြရသလဲဒါမှမဟုတ်လို့ရှင်တေစေတဲ့အမှုမှာပါဝင်ခဲ့တယ်လဲဆိုတဲ့အကြောင်းရင်း motive ကိုမသိရသေးပါဘူး ဂျက်ကလင်းရဲ့အောက်ကအငေတွေကတော့အစိုးရရဲ့ဆောင်းရှောက်မှုအောက်ကိုရောက်သွားပြီမို့လို့သူတို့အတွက်စိတ်ပူဖို့မလိုတော့ဘူးလို့လည်းသိရပါတယ်ဒီ case ကိုအပိသက်အမိန်ချပြီးတဲ့အခါမှာ update ကိုမိဆွေတို့ကိုလာပြီးတော့ post တင်ပြီးတော့ပြန်ပြီးတော့ပြပြပေးပါမယ်။အဆုံးထိနားထောင်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်။နောက် video မှာပြန်တွေ့မယ်နော်။ Bye bye ။